ပါရမီ7ပါးဆိုတာအခုဒီနေ့လှူကြတန်းကြတာလေဌာနပါရမီလို့ပဲခေါ်တာပဲသို့တော့ပါရမီဆိုတဲ့စကလုံးတွေကတခါတခါလမ်းဆုံးပန်းတိုင်တို့အမြင့်ဆုံးအဆင့်ဆိုတဲ့အထိပ်ပဲအမြင့်ဆုံးအဆင့်ထီအောင်လုံနိုင်ပါလမ်းဆုံးထီအောင်လုံတာမျိုးလောကလူတွေကဌာနကောင်းမှုတော့ပြုတယ်တိုင်းမဲ့ အမြင့်ဆုံးအဆင့်ကိုမရောက်ဘူးတိလာတော့ဆောက်တည်တယ်အမြင့်ဆုံးအဆင့်ကိုမရောက်ဘူးဖះလောင်နေကြတော့ဒါနကလည်းပဲအမြင့်ဆုံးအဆင့်ရောက်သွားတယ်တိလာကလည်းအမြင့်ဆုံးလမ်းဆုံးရှေ့ဆက်ဆက်မရှိလောက်အောင်အထွတ်ထိပ်ကိုရောက်သွားတယ်လို့တို့ဆိုလို့တယ်ပေါ့နော်တောင်းတတောင်းဆိုရင်တက်လိုက်ရင်တောင်းထိပ်ရောက်သွားပြီရှေ့ဆက်တဲ့ဆရာမရှိဘူး ဌာနနဲ့ပတ်သက်ရင်လည်းနောက်ထပ်လုံးဆံမရှိဘူးအမြင့်ဆုံးဆင့်ထီအောင်ရောက်သွားအဲ့ဒါကိုဗုဒ္ဓအပါဒနာပါဠိတော်မှာဆိုထားတာရှိတယ်ဓတဝါဓာတပကံဒါနံလှူသင်းလှူတိုက်တာဆိုတာဒီမှန်သမျှမြတ်စွာဘုရားလောင်းတော့ဟာအစွမ်းကုန်လှူခဲ့တယ်မလှူဘူးလားဆိုတာတခုမှမရှိတော့လှူခြင်းတန်းရင်မှာ လမ်းဆုံးပန်းနိုင်ထီအောင်ရောက်အောင်လုပ်ခဲ့လို့ဌာနအရာမှာအထူးချုံဆုံးဖြစ်သွားတယ်ပေကံလှူဒန်းခြင်းဆိုတဲ့ဌာနပါရမီမှာအဲ့တော့အထူးသဖြင့်စဉ်းစားကြည့်မယ်ဆိုရင်လှူရတဲ့နဲ့ဆိုတာမစ္စရိယကင်းစင်မှုနဲ့လောဘကင်းစင်မှုလို့တယ်အဲ့တော့မြတ်စွာဘုရားကလောဘနဲ့ လောဘနဲ့မစ္စရိယကိုအစွမ်းကုန်တွန်းလှန်နိုင်တာပဲဖြစ်တယ်ပေါ့။တမန်ဘုဒ္ဓရှင်ပုဂ္ဂိုလ်တွေကတော့လောဘကို မတွန်းလှန်နိုင်ဘူးမစ္စရိယကိုလည်းပဲအစွမ်းကုန်မတွန်းလှန်နိုင်ကြဘူး။ဒါကြောင့်မို့လှူတဲ့တဲ့နေရာမှာလည်းလမ်းဆုံးပတ်နိုင်မရောက်ဘူးလို့ပြောရမှာ။သီလံပုရိတဝအတေတတော်ကိုကျင်းသီလဖြည့်ကျင်းတဲ့အခါမှာလည်းအကျဉ်းချံမရှိအောင် အထွတ်ထိပ်ရအောင်ဖရာလောင်းတော်ဟာသီလပါရမီကိုဖြစ်ကျင်နေတယ်။ဒါကြောင့်ဖရာဖြစ်တယ်။တမန်ပုဂ္ဂိုလ်တွေကသီလပါရမီတော့ဖြစ်ကျင်နေလမ်းဆုံးပန်းတိုင်ကိုမရောက်ခဲ့ကြဘူး။ထွတ်ထိပ်ကိုမရောက်ဘူးလို့။နော်။နိခမပါရမီခန္တဝပတ္တောတံဘောရီမုဒ္ဓမ။သီလခိုင်မာရေးအတွက်နိခမပါရမီအလုံးကိုစွန့်လွတ်နိုင်ပြီးတော့ renounce လုပ်တယ်လို့ခေါ် အလုံးဆုံးလွတ်ပြီးတော့ကျင့်ကြံကြိုးကိုအထုတ်တဲ့နိခမပါရမီမှလည်းပဲထွတ်ထိပ်ကိုရောက်သွားတယ်မြတ်စွာဘုရားပဏိတိပြိပု္ပစိတ်တဝါကတ္တဝါဝီရိယမုဒ္ဓမံတတိလိမ္မာတဲ့ပညာရှင်နေထံစိကတ်တယ်မေမြတ်တယ်ပဏိတိပြိပု္ပစိတ်တဝါပညာရှိတွေကိုမေးတယ်ဆိုတာပညာပါရမီထွတ်ထိပ်ရအောင်လုပ်တယ် ဲ့တော့တခုတတိထားဖို့ရအခုခေတ်မှာကိုကိုရင်သင်ရမှာကိုကိုရင်နားထောင်ရမှာကိုကိုရင်စာဖတ်ရှုရမှာပြင်းနေပေါ့တိုးတော့နောက်ဘွားကြတော့လည်းပညာဓာတ်ဖြစ်ခြင်းတယ်ပညာဓာတ်ဖြစ်ခြင်းတော့ပညာရေးအပေးတဲ့အလုပ်တွေကိုလုပ်ကြတယ်တကယ်ကပညာပါရမီဆိုတာပညာရေးအပေးတဲ့အလုပ်ဟာအပြစ်မှန်အလုပ်များတာဖြစ်တယ် ကိုယ်တိုင်ပညာသင်ခြင်းသာလဲပညာပါရမီလို့ပြောတာခုကြည့်ပြန်ပန္တိတိပရိပုစိတ်တဝါဆိုမြတ်စွာဘုရားပညာပါရမီကိုဘယ်လိုဖြည့်တာတော့ဆိုပန္တိတိပရိပုစိတ်တဝါတတ်သိနေမှတဲ့ပုဂ္ဂိုလ်ရိစီတံမေးတယ်ဆိုတာသင်တာပဲဖြစ်တယ်နော်ကိုသင်မှကိုတတ်တယ်ဆိုတာထင်ရှားတယ်ဒါတော့ဝါချတယ်ပညာရေးကောင်းအောင်ထောက်ပံ့နေဆိုတာ condition လို့ခေါ်တယ်အခြေအနေကောင်းတစ်ခုဖန်တီးပေးတာပဲဖြစ်တယ်ကိုယ်ရင်ထဲမှာပညာမရောက်ဘူးကိုယ်ရင်ထဲမှာပညာရောက်တယ်ဆိုတော့သင်မရောက်တာလေအဲ့တော့သင်ရမှမပြင်းနဲ့ဘာဖြစ်ဖြစ်ဟိုဖြစ်လျာဘဝမှာပညာတက်ချင်တယ်ဆိုလို့ရှင်ပန္နိတိပြိပုတ်စိတ်တော်ဒါပညာပါတွေကိုပြောတာဖြစ်နေရပဲဖြစ်ဖြစ် ကိုယ်နဲ့တက်သီးလေးပါတဲ့ပုံကိုယ်တွေကိုမေးရမယ်၊မြန်ရမယ်၊စူးစမ်းဆင်ញင်ရမယ်၊သင်ယူရမယ်။မေးတယ်ဆိုတာသင်တာပဲ။အဲဒီလိုသင်မှကိုယ့်ရင်ထဲမှာပညာချက်ချင်းရောက်တယ်။မသိခြင်းနဲ့သိခြင်းကဟိုဘက်ထိပဲပဲ။သိလိုက်တာနဲ့တပြိုင်နက်မသိခြင်းကပျောက်သွားတာပဲလေ။အခုမေးအခုဖြေရအခုသိသွားတာပဲ။အဲဒါကြောင့်မို့လို့ပညာပါရမီဖြည့်ခြင်းနဲ့ဆိုရင်သင်ညာဖို့လိုအပ်တယ်။စတင်ရမယ်။ နော်တို့တော့မတတ်တော့ပါဘူးဆိုပြီးတော့ရှော့ပြီးတော့မနေရအောင်တင်းရမှာတလုံးတတ်တာနှလုံးတတ်တာမတင်းရင် နောက်ဘဝပို့ပြီးတော့မတတ်တဲ့အနေထားမျိုးရောက်သွားတယ်တင်းရမယ်စာပညာဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုသိယူမှတ်သားဖို့လိုတယ်။ဖះလောင်းတော်မှာပညာပါရမီဖြည့်တာပဏိတိပရိပုစိတဝါ။ဒါပညာပါရမီဖြည့်တာပြောတယ်။ကတ္တဝဝီရိယမௌဒ္ဓမံ ဝိရိယပါရမီထွတ်ထည့်ရအောင်ကြိုးစားတယ်ကြိုးစားအထုတ်တဲ့နေရာမှာသူများနဲ့မတူအောင်ကြိုးစားတယ်ခန္တိယပါရမိန်ခန္တဝါပတ္တောတမ္ဘောတိမုဒ္ဓမခန္တီလို့ဆိုတဲ့နေရာမှာသိခန္တဲ့သိခန္တဲ့ရဲ့အထိပယ်ကဒီအလုံးလေးနဲ့တယ်ပြန်မပြောတာနဲ့တင်သိခန္တဲ့လို့ပြောတာမဟုတ်ဘူးเนาะ တိခန့်တယ်ဆိုတာကိုယ်စိတ်ထဲမှာ အနှောင့်အယှက်မဖြစ်အောင်နေနိုင်တာကိုဆိုလိုတယ်ပေါ့ခမှုသဟနေဆိုတာစိုင်းသတ္တိတစ်မျိုးပဲသူကစိုင်းသတ္တိတစ်မျိုးဆိုတာကိုယ်စိတ်ဆိုးအောင်မလွတ်လာလုံလုံစိတ်မဆိုးပဲနေနိုင်တာကိုခန္တီလို့ခေါ်တယ်နော်တိခန့်တယ်ဆိုတာအဲ့ဒီတည်းပဲပြီးတော့အခက်ခဲတွေကိုဒီစိတ်ထဲမှာ မတ်တာမမတ်တာပဲနဲ့ကိုလိုအမဲ့လို့တခုအာယုံဆိုင်တယ်အခဲခဲတွေကိုကြော်လွားနိုင်တယ်စိတ်ထဲကတိခတ်နေဆိုတာဒီစိတ်ရဲ့မူလအခြေအနေဒါမို့အတ္တမနတာစိတ်အခြေအနေပြောင်းမသွားဘူးဥပမာထင်ရှားအောင်ပြောမယ်ဆိုရင် ရေပြင်းထဲမှာဂဲလေးတစ်လုံးချလိုက်ရင်ရေဟာလှုပ်ခတ်သွားမှာเนาะ လိုင်းကရက်တွေထားသွားမယ်အဲ့ဒါလှုပ်ရှားမှုလို့ခေါ်တယ်ကိုယ်တရားရောက်ကစောကလိုက်မယ်ဆဲလိုက်မယ်ဆိုရင်ထဲမှာ လိုင်းကရက်တွေထားသွားတယ်ဒါပေမဲ့လူကဘာမှပြန်မပြောဘူးအဲ့ဒါသိခန္ဓာမဟုတ်သေးဘူးလိုင်းကရက်မထဘူးဆိုမှသိခန္ဓာလို့ခေါ်တယ်အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကစိတ်ဆိုးအောင်လုပ်လဲစိတ်မဆိုးမှသိခန္ဓာနဲ့ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်စိတ်မဆိုးအောင် ကိုယ်စိတ်ကိုထိန်းနိုင်တဲ့စွမ်းရည်တတ္တိကိုသိခဉ္ဉေလို့ခေါ်တယ်။ဒါမှခမုတ်တဟနေစွမ်းရည်တတ္တိရှိခြင်းအခက်ခဲတွေကိုခဏရည်တတ္တိရှိခြင်းတော့သိခဉ္ဉေရဲ့အဓိပ္ပာယ်ဟာအဲ့ဒီထီအောင်မတ္တနာယူရမှာဖြစ်တယ်။အပေါ်ယံပြောမယ်ဆိုရင်တော့အတုရောပေါ်ပြန်ပြီးတော့တုတ်ပြန်ပြီးတော့မပြောဘူး။ စကားနဲ့နှုတ်ပြန်ပြီးတော့မပြောဘူးဒါလည်းပဲသီးခံတယ်လို့ပြောလို့ရတယ်ဒါပေမဲ့အတ္တမနတ္တလို့ခေါ်တဲ့ကိုယ်စိတ်ထဲမှာပင်ကိုယ်စိတ်အနေထားလေးမပြတ်မှသီးခံမှုဟာထွတ်ထွတ်ရောက်တယ်ပေါ့နော်အဲ့လိုဆိုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟာသီးခံမှုကိုလည်းထွတ်ထွတ်ရအောင်ကျင့်သုံးသွားခဲ့တယ်ဒါကြောင့်ဖရာဖြစ်သွားတာလို့ကတ္တဝဒံလမဋိဌာနံ ခိုင်မာတယ်အဋ္ဌာန်တခုဒိဋ္ဌာနဆိုတာအတိဆွဲဆွဲမြဲမြဲဌာနရတ္တိချင်းကုသကောင်မှုလုပ်ရင်လည်းဆွဲဆွဲမြဲမြဲလုပ်တယ်လှုပ်ခြင်းနဲ့ကလှုပ်တယ်မလှုပ်ခြင်းနဲ့ကမလှုပ်တာမဟုတ်ဘူးဆွဲဆွဲမြဲမြဲဆွဲနဲ့လှုပ်လို့ရှိတယ်အခိုင်မာလှုပ်တယ်အဲ့ဒီနေရာမှာလည်းပဲထွတ်ထိပ်ကိုရောက်သွားတယ်